ကြခင်ချက်တို့မှာရောက်ရှိလာမယ့်17လပိုင်းစွေကာလာတွင်းမှာတနင်္ဂနွေတနင်္လာတောက်ကြဒီနေ့နဲ့သားသမီးတွေအနေနဲ့က ကကြမာအားဖြင့်ကောင်းမွန်လာပြီလို့သတ်မှတ်လို့ရတယ်ထဲမှာပါတယ်ဆိုတော့တနင်္ဂနွေသာသမီတနင်္ဂနွေသာသမီတောက်ကြသာသမီဒီအနေနဲ့ဆယ်လာမယ့်ဆိုတဲ့ကာလာတွင်းမှာကြုံတွေ့ခဲ့ရတဲ့ပြဿနာခက်ခဲအနောက်ရှက်တွေအနေနဲ့ကလာမယ့်အနာကဆက်တလာမယ့်ဆိုတဲ့ကာလာတွင်းမှာပြန်လဲကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်တနင်္ဂနွေသာသမီဒီတနင်္လာသာသမီဒီရွှေထီးဆောင်မယ့်ကာလာတစ်ခုလို့သတ်မှတ်လို့ရတယ်တောက်ကြကြတော့နောက်ဆုံးလေးအနေနဲ့ကက်ပြီးတော့ပါလာတဲ့သဘောတရားပေါ့ဆိုတော့တနင်္ဂနွေတနင်္လာတောက်ကြဆက်သပြည့်ဒီနေ့နဲ့၃ခုအနေနဲ့ကဆက်တလာပဲရောက်ရှိသွားတဲ့ကာလာမှာကောင်းကျိုးပေးလာပြီဖြစ်တဲ့အတွက်ကြော ောက်ဒီကိုယ့်ရဲ့အတိတ်ကကြုံရရတဲ့ပြဿနာခက်ခဲနှောက်ရအစစ်မပြေတာတွေအားလုံးဒီပါပြန်အစစ်ပြေလာမယ်ဆိုတဲ့အတိုင်းတာမှာလက်ရှိရည်ရွယ်ထားတဲ့ကိစ္စတွေကိုယ့်ခုလက်ရှိကြိုးစားနေမယ့်ကိစ္စတွေကိုယ့်ခုလက်ရှိအပတ်တကူအားထုတ်ပြီးတော့မှစီစဉ်နေရတဲ့အရာတွေအကုန်လုံးဒီပါကောင်းကျိုးပေးလာမယ်လို့သတ်မှတ်လို့ရတယ်ဒီအတွက်ကြောင့်တနင်္ဂနွေတနင်္ဂနွေတောက်ကြဒီနေ့နဲ့သားသမီးတွေအနေနဲ့ကဆက်တက်လာမယ်ဆိုတဲ့ကာလမှာလုံးဝရွှေထီးဆောင်မဲ့ကာလဖြစ်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ဖြစ်ရှင်တဲ့အရာတွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအကုန်လုံးဒီပါအောင်မြင်ပေါက်ပြောက်မှုရရှိလာမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်တနင်္ဂနွေသားသမီးနဲ့တနင်္လာသားသမီးနဲ့မှာက ထူးခြားတာတစ်ခုဟာပို့ကောင်းပါဆိုတော့တနင်္ဂနွေနဲ့တနင်္လာကလွန်ခဲ့တဲ့အတိတ်၈လပိုင်း၉လပိုင်းဆိုတဲ့ကာလမှာကိုယ့်ရဲ့အစွမ်းထာလေးတွေကငုံရှိုးနေတယ်လို့မျိုးလေးဖြစ်နေတတ်တယ်တနင်္ဂနွေသားသမီးတွေမှာကြာရင်ပို့ပြီးတော့မှတိတာလိမ့်မယ်ဒီ၉လပိုင်း၁၀လပိုင်းအဓိက၈လပိုင်းလောက်ကစမယ်ဒီ၈လပိုင်း၉လပိုင်း၁၀လပိုင်းဒီဝင်းကျင်မှာတနင်္ဂနွေတို့တနင်္လာတို့ကကို့မှာလုံနိုင်ကြတဲ့ဇွန်တွေရှိတယ်အများကြီးလက်ကျိုးသားတယ်ဆိုရင်တောင်း တိတ်ပြီးတော့အလုံးမဖြစ်ခဲ့အမ်သို့ပေမဲ့၁၇လပဲရောက်ရှိလာပြီဆိုတဲ့အနေထားမှာတနင်္ဂနွေသားသမီးတနင်္လာသားသမီးတွေအနေနဲ့ကလုံးဝကောင်းကျိုးပေးတဲ့ဘက်ကိုရောက်ရှိသွားမယ်ဆိုတဲ့သဘောတရားမျိုးရှိတယ်။ဒါအပြင်တောက်ကြလည်းပူရွယ်ကောင်းတဲ့အနေနဲ့ပါလာမှာဒီအတွက်ကြောင့်တနင်္ဂနွေတနင်္လာတောက်ကြဒီနေ့နဲ့သုံးခုအနေနဲ့ကတော့၁၇လပိုင်းအတွက်အကံအကောင်းဆုံးနေ့နဲ့နေလို့တတ်မှတ်ရမှာဖြစ်ပါတယ်။အလုတ်ကတဲ့ပတ္တရာကြီးလည်းပူကောင်းတယ် အလုပ်ပြောင်းမှုရှိဖို့အလုပ်နေရာထိုင်ခင်ပြောင်းရှိအပြောင်းလဲနေရာထိုင်ခင်နဲ့ပတ်သက်တဲ့ကိစ္စတွေအပြောင်းရှိလို့ဖို့အတွက်ဒီခေးပိုင်သွားဖို့လောက်အတွက်ဒီနိုင်ငံရေးချနေဝေးချလူမျိုးချဘာသာချနဲ့ဆက်ဆက်တဲ့ကိစ္စတွေအားလုံးဒီပါအဆင်ပြေတယ်ထို့အတူငွေချင်းနဲ့ပတ်သက်တာလည်းကောင်းကျိုးပေးလောက်မှာဖြစ်တဲ့အတွက်ကြောင့်ငွေဝင်ဖို့အတွက်စ조사တဲ့နေရာတွေမှာကိုစ조사ရင်조사သလောက်အခွင့်အလမ်းတွေပေါ်လာမယ်ဆိုတဲ့အနေထားဖြစ်တဲ့အတွက်တနည်းကတနည်းလားတောက်ကြသားသမီးတွေကဒီဆယ်လာပိုင်းဆိုတဲ့ကာလာလေးမှာလည်းအပတ်တကုတ်ကို조사ဆက်တာပိုင်းဆိုတဲ့ကာလာမှာလည်းကိုဖြစ်ရှင်တဲ့နေရာတွေကိုအပတ်တကုတ်လေး조사ရင်မှာလုံးဖြစ်နိုင်ကြအများဆုံးနဲ့ကို့အတွက်ကန်စတာပွင့်လန်းလာမှာဖြစ်ပြီးတော့ အလုတ်ကိုင်နဲ့ပတ်သက်လို့အခွင့်အလမ်းလေးတွေပေါ်လာမှဖြစ်တဲ့အတွက်အလုတ်ရှာဖို့အတွက်ဒီအလုတ်ရဖို့အတွက်ဒီလုပ်ငန်းလေးပြန်ဆောင်ပြန်ကြိုးစားမယ်အကုန်လုံးပြန်အစီပြေလာနိုင်တယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်တနင်းကနွေတနင်းလာတောက်ကြဒီနေ့နဲ့ဒီအနေနဲ့ညံ့နေမှာတခုရှိရဆိုလို့ရှိရင်တော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လာဒီတခုပဲညံ့နေရမျိုးရှိနေမယ်တူပါဗျာအေးစစ်စစ်မဖြစ်နေတော့ဘူးဆိုတဲ့ပုံစံမျိုးရှိနေတာအလုတ်တွေအစီပြေလာတယ်ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုသွားလိုက်ဒီသွားလိုက်ဟာဟိုနေရာလေးလှုပ်လိုက်ဒီနေရာလေးလှုပ်လိုက်သာသဖြင့်အလုံးမျိုးလေးတွေဖြစ်နေတဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာမှာကျတော့အေးစစ်စစ်ကိုမနေရဘူးကွာဆိုတဲ့ပုံစံမျိုးလေးကဖြစ်လာလိမ့်မယ် သို့တော်ညာလဲအဲ့ဒါကကောင်းတဲ့သဘောတရားဒီအတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာခံစားချက်အရာမှာတော့အဆင်မပြေတာမျိုးဖြစ်တတ်တယ်ဆိုပေမဲ့လေဒီတနင်းကတွေတနင်းလာတောက်ကြီးဟာဒီနေ့နဲ့သာသမီအနေနဲ့က17လပဲဆိုကာလောက်ရောက်ရှိတော်ရတယ်ကံကြမ္မာလေးကကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်အနောက်ချက်လေးဒီဂျားတွေကနေပဲကို့အနေနဲ့ပြန်လဲကောင်းမွန်လာမယ်ဆိုတဲ့အနေထားမှာကို့ကံကြမ္မာအဖြစ်နဲ့လုံးဝအဆင်ပြေလာမယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်နေတိုင်းနဲ့ပတ်သက်တဲ့ကံချစ်ဒီမှာလဲကောင်းကျိုးပေးမှာဖြစ်တဲ့အတွက်ချစ်သူကြီးသားတွေအကြီးအဆင်မပြေတာပြဿနာများလားကြံများလားခက်ခဲလေးတွေကြုံနေရမယ်ဆိုရင်လဲတနင်းဝင်တနင်းလာတောက်ကြီးအနေနဲ့ကပြန်ပြီးတော့အဆင်ပြေလာဖို့ရှိတယ်တစ်ခုပြဿ နာရှိတာကတနင်းကနွေတနင်းလာတောက်ကြာဒီနေ့နဲ့၃ခုအနေနဲ့ကကိုတွဲနေတဲ့ချစ်သူရည်သားကကြတပရေတို့ဗုဒ္ဓဟူတို့ဆက်နေတို့ဒီနေ့နဲ့နေဖြစ်နေမယ်ဆိုရင်တော့တဒနာအယမ်းများတဲ့တေအခက်ခဲအယမ်းများတဲ့ပါတယ်ကျွန်တော်ပြောတာကိုသိချနားအောင်နော်ကိုကတနင်းကနွေတနင်းလာတောက်ကြာဒီနေ့နဲ့သာသမီဖြစ်တယ်ဆိုရင်ကိုတွဲနေတဲ့ချစ်သူရည်သားကဗုဒ္ဓဟူတို့ အဲဗုဒ္ဓဟူးတို့ကြာတာပရိတို့စနေတို့အဲဒါဒီနေ့နဲ့နေဖြစ်နေမယ်ဆိုလို့ရှင်အဲအခက်ခဲပုံများရတဲ့အနောက်ချက်လေးတွေပုံများရတဲ့အစမပီယာလေးတွေပို့တော့ဖြစ်တတ်တယ်ဒါလေးတစ်ချက်သတိထားပေးအောင်ဖြစ်ပါတယ်ခင်ဗျဒါကတော့၁၇လပိုင်းအတွက်ကံအကောင်းဆုံးနေ့နဲ့၃ခုကြောင်းပြပြပေးတော့တာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်